ကလေးတွေအတွက်စာပေဗဟုသုတကျွဲဝရေးနဲ့စာအုပ်စာပေတွေကိုဦးစားပေးဖတ်စေဖို့ရည်ရွယ်ပြုလုပ်တဲ့နိုဝင်မြန်မာစာပေပွဲတော်2016ကလေးစာပေဖွံ့ဖြိုးတိုးတက်ရေးပွဲကိုဇန်နဝါရီလ16ရက်နေ့မှာရန်ကုန်မြို့မြန်မာ event park မှာပြုလုပ်ကျင်းပသွားမယ်လို့သိရပါဗျ။ဒီစာအုပ်ပြပွဲကိုဇန်နဝါရီလ16ရက်နေ့ကနေ17ရက်နေ့အထိ3ရက်ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။ ီပွဲကျင်းပရခြင်းနဲ့ပတ်သက်ပြီးဇန်နဝါရီလ6ရက်နေ့ကရန်ကုန်မြို့ Orchid Hotel မှာပြုလုပ်တဲ့သတင်းစာအရှင်းလင်းပွဲမှာပွဲစီစဉ်သူကိုနန်းဝင်းကအခုလိုပြောပါတယ်။စပီလောကတိုးတက်လာပြီးတော့ကလေးတွေလည်းစဖအားနည်းလာ။စဖအားမနည်းအောင်ဒီစပီကိုလည်းစိတ်ဝင်စားအောင်လှုပ်ဆောင်မှုတစ်ခုရဲ့နောက်ပြီးတော့ဒီ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 နှစ်ကကလေးတွေရဲ့ရတစာပေဖြစ်တဲ့အတွက်ကြောင့်ဒီရတစာပေပြုပြုတိုးတက်ရေးကိုဥတည်ပြီးတော့အကုန်လုံးဟာအဲ ်ကလေးတွေရဲ့အကြောင်းပေါ့နော်။စာအုပ်စာပေလူမိတ်ဆွေလူဒါကတော့ဒီကွာပြည့်သိကြမှာ။ဒါပေမဲ့ဒရမတာစမတာတဲ့ဒရမတက်စမတက်ဒရကိုးကောင်မှစာပြူးပြောက်တယ်လို့ဆို။အဲ့တော့စာမတက်တာဟာမစ္စကန်နာပါပဲသူကြီးရဲ့။အဲ့တော့အခုတကယ်မှဆိုတော့အကုန်လုံး iPad တွေနဲ့ iPhone တွေနဲ့ internet တွေဆော့နေကြတော့အကုန်လုံးဟာ subscribe ရန်တင်းလာကြတယ်သူကြီးရဲ့။အဲ့ပေါ်မှာမနှဲအောင်ဦးက တက်နိုင်တော့ဘောလူပညာရှင်တွေရောစာပေပညာရှင်တွေရောကိတာပညာရှင်တွေရောရုပ်ပညာရှင်တွေရောအကုန်လုံးကဝိုင်းဝန်းပြီးတော့ဒါလေးကိုပံ့ပိုးပြီးတော့ဒီဘောတော့ပြပြောင်းပြင်ကြတာပါတမီလေးနိုဘယ်မြန်မာစာပေပွဲတော်ကိုကလေးတွေစာပေဖွံ့ဖြိုးတိုးတက်ဖို့ကိုရည်ရွယ်တာနဲ့ပတ်သက်ပြီးဆရာချစ်ဦးညိုကအခုလိုပြောပါတယ်နော်ဝေးမှာရှိတဲ့နိုဘယ်စုပေးဝဲနဲ့ပတ်သက်တဲ့စာပေကိုအကဲပြတ်တဲ့နော်ဝေးအဖွဲ့ရှိတယ်အဲ့ဒီဖွဲ့ကနေပြီးတော့နှစ်တိုင်းနှစ်တိုင်းရဲ့ အာဆောင်ပုတ်တွေကျွကျော်တန်တွေကိုချမှတ်တာပဲအဲ့တော့ပြီးခဲ့တဲ့နှစ်က Nutrition and Peace စာပေနဲ့ညီညာရေးတင်းထိပ်ကလေးစာပေဒါသူတို့သူတို့သူတို့ချမှတ်ထားတာသူတို့သူတို့လုတ်လိုက်တဲ့အစီအစဉ်ပဲเนาะအဲ့ဒီပေါ်ပါတကဘာလုံးမှာဒီနှစ်ကကလေးစာပေဖွံ့ဖြိုးတိုးတက်ရေးကြီးတယ်ပဲအဲ့တော့ညီညာရေးအရေးကြီးသလိုကလေးတွေရဲ့အသိညာကလေးတွေရဲ့အာဟိုခုနပညာရေးကျမ်းမာရေးလူမှုရေးအဲ့ဒီအသိတရားတွေမြင့်တက်လာဖို့လည်းအရေးကြီးတယ်အဲ့ဒီမြင့်တက်လာဖို့အတွက် တခြားနီးတွေရှိသလိုစာပေနဲ့လုပ်တဲ့နီလာလည်းအင်မတန်ထိရောက်တဲ့နီလာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကလေးစာပေဖွင့်ပြီးပြတဲ့ရေးဆိုတဲ့တွေးကြော်တာဆောင်မှုကိုချမှတ်ပြီးတော့လှုပ်ရှားရရင်ဖြစ်ပါတယ်ဒီပြပွဲကိုလာရောက်ကြည့်ရှုသူတွေကိုဆ iam မတန်းမြင့်အောင်ဆ iam မရွှေရီထင်ထင်ဒေါက်တာနိုင်တင်ဂဲမီးရင်ရှင်နဲ့စာနေစင်းကဆရာဆ iam မတွေကလေးတရုတ်ဆောင်တွေကတေးတရုတ်ဖို့ပြဆက်တွေနဲ့ဖြောပြေးသွားမယ်လို့သိရပါတယ်